ခက်ခဲကြမ်းတမ်းတဲ့နှစ်တွေပါပဲလူတိုင်းလိုလိုကိုနီးကိုဟန်နဲ့ဒုက္ခကိုရင်ဆိုင်ငေးနေရတဲ့နှစ်တွေလူတိုင်းလိုလိုဟာအနည်းနဲ့အများတော့စိတ်အနာတရားတွေထိခိုက်ဒဏ်ရာတွေနဲ့ပုံမှန်တုံ့ပြန်နိုင်စွမ်းမဲ့နေကြမယ်ထင်ပါရဲ့မယူးမဲ့သူလည်းမရှိတော့ဘူးထင်ပါရဲ့လို့ခဏခဏညီးနေမိတယ်လို့ဖြစ်မှာပါပဲကိုစိတ်အနာတရားကို ကိုပုံတရံနဲ့ကိုခေါ်ထုတ်ဖွင့်ချနေကြရင် ကျွန်တော်ကြောင့်စိတ်ဆင်းရဲရတာတွေစိတ်မချမ်းသာခဲ့ရတာတွေရှိရင်လဲကြည်အေးခွင်းလွတ်ကြဖို့တောင်းပန်ချင်ပါတယ်ကျွန်တော်ပေါ်ညဉ့်ညင်စိတ်ကွက်ကြရတွေရှိခဲ့ရင်လဲကျွန်တော်ကခွင်းလွတ်ပါတယ်ဘဝကတူတယ်ပြောကြတယ်ဒီလိုခက်ခါကြီးတဲ့မေတ္တာတရားပဲကင်ဆွဲနေကြရုံပဲရှိရမဟုတ်လားကျွန်တော်တို့ကြားက မိတ်ဆွေဖြစ်မှုတွေမှာအဆုံးထင်းတွေခံမသင့်ပြေကျန်နေခဲ့ရင် နှင်ဟောင်းမှာပဲထားခဲ့ကြရအောင်ပါမေဇော